โอเคဆိုတော့ကျွန်တော်ဒီနေ့တော့ကျွန်တော်တို့ဒီ CS 100ဒီ challenge ရဲ့အာပထမဆုံး session ဖြစ်တဲ့အကြောင်း lineage အကြောင်းသင်တဲ့နောက်ဆုံး video သင်ခန်းစာဖြစ်ပါတယ်ဗောနော်ဆိုတော့ကျွန်တော်ဒီ lineage အာ video သင်ခန်းစာ session တစ်ခုလုံးမှာ lineage command line နဲ့ပတ်သက်ပြီးတော့ကျွန်တော် beginner တယောက်သိထားရမယ့်အပိုင်းဗောနော်ဆိုတော့ beginner တယောက်သိတဲ့ command တွေအကုန်လုံးကျွန်တော်သင်ပေးခဲ့ပါတယ်နော်ဆိုတော့ဒါကတော့ကျွန်တော်သင်ပေးခဲ့တာကကျွန်တော်တို့ဒါအာ beginner တွေသိတဲ့အပိုင်းကိုကျွန်တော် အာကွက်ပြီးတော့တင်ပေးကြရပါတော့။ဒါဆိုတော့ကျွန်တော်နောက်ထပ်သိရမယ့် command တွေလည်းအများကြီးရှိသေးတယ်ဆိုတော့နောက်ထပ်ကျွန်တော်တို့ဒီဆိုတော့ administration tools တွေ permission တွေနော်ကျွန်တော်တို့အာဒီ folder structure တွေကျွန်တော်တို့အများကြီးနောက်ထပ်ထပ်ပြီးတော့သိဖို့လိုသေးတယ်နော်။ဆိုတော့ကျွန်တော်ကျွန်တော် command ကြည့်ရမယ်ဆိုကျွန်တော်နောက်ထပ်အာ၃ပုံပုံ၂ပုံလောက်ကျွန်တော်ထပ်ပြီးတော့လေ့လာရအောင်မှာဖြစ်ပါတယ်ဘောနော်။ Okay ဆိုတော့အခုကျွန်တော်သင်ပေးထားခဲ့တာလောက်သိပြီဆိုရင်အာကျွန်တော်တို့က ဒီ linux ကိုကောင်းကောင်းမွန်မွန်တည်တည်ချာချာသုံးတက်ပါပြီပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ course မှာကျွန်တော် install software တွေလည်းပြောပြခဲ့တယ်ဆိုတော့ကျွန်တော်တို့ဒီ command တွေလည်းကျွန်တော်တည်ချာပြပြခဲ့တယ် option တွေလည်းပြပြခဲ့ပါတယ် okay ဆိုတော့ကျွန်တော်တို့အာအရှိတင်ငန်းဆောင်မှာတော့ကျွန်တော်တို့ nano ဆိုတဲ့ editor ကိုသုံးပါတယ်ဆိုတော့ဒီတင်ငန်းဆောင်မှာတော့ကျွန်တော် v နဲ့ vim အကြောင်းပြောပြပါမယ်ဆိုတော့ v ကဒီ editor နှစ်ခုစလုံးကဟိုကျွန်တော်တို့ဒီ nano ထက်နည်းနည်းလေးပိုပြီးကောင်းတယ် ဆိုတော့ nano ထက် v ကပိုကောင်းတယ်ပေါ့နော်ဆိုတော့အဲ့ဒီ v ထက် fin ကပိုပြီးတော့ကောင်းပါတယ်နော် fin editor ပိုပြီးတော့ကောင်းတယ်ဆိုတော့အာ v နဲ့ fin နဲ့အတူတူပဲအတူတူပဲဆိုတော့ဟိုကျွန်တော်တို့အာဒီဒီ shortcut တွေတူတယ်လို့ပြောနေတာပေါ့နော်ဆိုတော့လုံးဝချွတ်ဆိုကြီးတူလာတော့မဟုတ်ဘူး fin ကကျတော့ v ကိုမှပိုပြီးတော့ကောင်းအောင်လို့ကျွန်တော်တို့ဆိုတော့ကျွန်တော် modify လုပ်ထားတယ်ပြင်ထားတာပေါ့နော်ဆိုတော့အာ GUI ပါလာတယ်ကျွန်တော် p performance တွေပိုကောင်းမယ်နော် okay ဆိုတော့ powerful ပို့ဖြစ်မှာပေါ့နော်ဆိုတော့ဒီလိုကိစ္စမျိုးကြီးဆိုကျွန်တော် pin နဲ့တုံးတယ်ဆိုတော့ကျွန်တော်တို့ spoopy smooth ဖြစ်တယ်ပေါ့နော်အဲ v ကကြာ light weight ဖြစ်တယ် nano လိုပဲ light weight ဖြစ်တယ်ဒါပေမဲ့ nano ထပ်ပို့ကောင်းတယ်နော် okay ဆိုတော့ကျွန်တော်ဒီမှာကမှတ်ရမယ် shortcut ကတခုကိုတင်ကျွန်တော်နောက်ထပ်တခုက automatic သိပါတယ်နော်တခုတိတိတိတ်ပြီဆိုရင်နောက်တခုတိရဒါကြောင့်မို့လို့ကျွန်တော်က vein ကိုပဲတင်ပေးသွားမယ် v ရတော့ကျွန်တော်တို့အာဒီလိုင်းလိုက်ဆန်းကြည့်အောင်လည်းတိပေါ့နော် okay ဆိုတော့အဲ့ဒီမှာ ကျွန်တော်တို့ဘာပြောပြစရာရှိလဲဆိုတော့ကျွန်တော်တို့ဆိုတော့ V နဲ့ fin မှာပေါ့နော်ဆိုတော့ကျွန်တော်တို့အသုံးချတဲ့အခါမှာအာကျွန်တော်တို့ fin ကကြတော့ automatic ပါမလာတက်ဘူး V ကကြတော့အာငကိုတဲကဒီ server တွေမှာကျွန်တော်တို့ဒီ operating system တွေမှာပါလာပြီးသားဖြစ်နေတတ်တယ်နော်ဆိုတော့ fin ကပါမလာဘူးမပါလာဆို install ဆွဲရဖို့များပါတယ်နော်ဆိုတော့ကျွန်တော်လည်းအခုဒီမှာ install ပြန်ဆွဲရပါတယ်နော်ဆိုတော့ okay ဆိုတော့ကျွန်တော်တို့လက်တွေ့တွေစမ်းသပ်ကြည့်အောင်ပေါ့နော် okay v ရဥပမာကျွန်တော် example လို့ပြအောင်မယ်ဥပမာကျွန်တော်ကအာကျွန်တော်တို့အာ folder တစ်ခုရင်စတယ်ပေါ့နော် mkdir ကျွန်တော်တို့ v pin folder ဆိုပြီးကျွန်တော် folder တစ်ခုစောက်လိုက်ပါမယ်နော်ကျွန်တော် cd v pin နဲ့ကိုသွားလိုက်မယ်ပြီးရင်ကျွန်တော်တို့အာ file define စောက်လိုက်ပါပေါ့နော်ဆိုတော့ကျွန်တော်တို့အဲအပြင်ပုံမှန်အဖြစ်ကျွန်တော်တို့ file စောက်တယ်ဆို test တူပါအောင်စောက်တယ်ပေါ့နော်ဒီမှာကျွန်တော်မလိုတော့ဘူးတခါလေးပဲ file စောက်တယ်အဲ့ဒီ editor လေးတန်းဝင်တယ်ပေါ့နော်ဆိုတော့ဒါတော့အရှိမသိပြီးသားပါကျွန်တော်နာလိုမှမသိပြီးသားပါနော် ော့ကျွန်တော်တို့ v ကျွန်တော်တို့အာ v ပိုင်1ဆိုကျွန်တော်ရေးလိုက်ပါเนาะ v 5 1တော့ test ဆိုကျွန်တော်ကြည့်လိုက်တယ်เนาะဆိုပြီးကျွန်တော် io နှိပ်လိုက်ရင်ကျွန်တော် insert mode ဝင်သွားတယ်เนาะဆိုတော့ပြန်ကျွန်တော် sk ကိုနှိပ်ရင်ကျွန်တော်ဒါပြန်ထွက်တယ်ပေါ့เนาะပြန်ထွက်ဆိုတော့ဒီ insert mode ဆိုတာကျွန်တော်ဒီဟာကိုရေးခွင့်ရှိရပါဘောเนาะ default ကျွန်တော်ပြင်ခွင့်ရှိရပါဘောဆိုတော့ပြင်ခွင့်ရှိတယ်ဆိုတော့ပြင်ရေးလို့ရတယ်ပေါ့နော်စာစာပြရေးလို့ရပါဘောနော်ဒီမှာ set ထားပါတော့ကျွန်တော်မစာကြောင်းကြောင်းရေးလိုက်တယ်ပေါ့နော်ဆိုတော့ပြင်ကျွန်တော်တို့အာ ASCII နဲ့ကျွန်တော်ပြန်ပြီးတော့ဖတ်လိုက်တယ်ပေါ့နော် ော်ထွက်လိုက်လို့ဆိုတော့ကျွန်တော်လုံးဝထွက်လိုက်တာမဟုတ်ဒါဒီဟာကိုကျွန်တော်ဆက်မရေးတော့ဘူးပြောချင်တာပြီးရင်ကျွန်တော် full corner နဲ့ကျွန်တော်ဖတ်တာပေါ့နော် quick ထွက်မယ်ဆိုရင် quick ထွက်မယ်ဆိုရင်ကျူကကျူလို့ပဲရေးလို့မရအောင်ကျွန်တော်က save ပြီးထွက်မယ်သူပြောချင်တာပြောတော့ wq လို့ကျွန်တော်ပြောပြီးတော့ကျွန်တော်ထွက်ရတယ်ပေါ့နော်ဆိုပြီး under ခောက်ချလိုက်ဆိုကြအောင်ကျွန်တော်တို့ CAD CAD နဲ့ V file 1ကိုကျွန်တော်ပြန်ပြီးကြည့်မယ်ဆိုရင် this is the bama ဆိုကျွန်တော်ပြန်ပြီးတော့ data ပြန်ရလာပြီပေါ့နော် okay V ကကြောက်ကျွန်တော် install ဆွဲရမှာမလို့တော်တော်များများ server တွေတော်တော်များများမှာပါပြီးသားပါဒါကြောင့်မလို့ကျွန်တော် V ကိုကျွန်တော်ကတော့ မတိလိုက်မှာဆိုလို့ပေါ့နော်ကျွန်တော်ပုံမှန်အဖြစ်ဟိုတော်မင်းများနာနူနဲ့ဖင်နဲ့ပဲတိကြတယ် VO မတိတကယ်ကြ V ရဖင်ဖင်ရဲ့ payment ပေါ့နော်အာ VO အခြေခံပြီးတော့မှဖင်ရထွက်လာတယ်နော်ဆိုတော့ဘာဖြစ်လို့ပြောပြရလဲဆိုတော့ကျွန်တော်တို့တချို့ဟိုဟာဒီမှာကျွန်တော်တို့ဖင်ကိုသုံးကြည့်ကိုကဖင်ကိုသုံးကြည့်တယ်ဒါပေမဲ့ဖင်က install ဆွဲလို့လည်းမရအောင်ဘာဖြစ်လို့လဲဆိုတော့တချို့ operating system မှာကျွန်တော်တို့ permission မပေးဘူး install ဆွဲခွင့်လည်းမပေးဘူးအဲ့ဒါတွေလုံးလို့မရအောင်ပေါ့နော် ဆိုတော့အဲ့လိုလုပ်လို့မရတဲ့ဖိုးရအဲ့လိုလုပ်လို့မရတဲ့ operating system တွေရှိတယ်ဟိုမှာ web service တွေရှိတယ်နော်အဲ့လို service တွေကြာကျွန်တော်တို့ကဒါကြီးသုံးလို့မရဘူးဆိုရင်ကျွန်တော်လည်းဘာလို့လုပ်မရတော့ဘူးဒါကျွန်တော်တို့ဖြစ်ချင်တဲ့ process တွေအာ cron job တွေရေးလို့မရတော့ဘူးကောနော်ဆိုတော့ okay အဲ့တော့ကျွန်တော်တို့ကအာကျွန်တော်ဖြစ်ချင်တဲ့အလုပ်တွေ target target တွေကိုကျွန်တော်ပြီးအောင်လုပ်ဖို့ဆိုရင်ကျွန်တော်တို့ကဒီ editor ရသုံးလို့ရအောင်နော်ဆိုတော့အဲ့လိုအခြေအနေမျိုးဆိုရင်ကျွန်တော် fee ကိုသုံးပါမဟုတ်ဘူးဒီတိုင်းပဲကိုယ့်ရဲ့ lineage မှာဒီတိုင်းပဲပေါ့ပါပါရေးချင်တယ်ကောင်းမှုရေးချင်တယ်ဆိုရင်နော် vin ကိုသုံးပါနော်โอเคအဲ့တော့ vin ကိုသုံးမယ်ဆိုကျွန်တော် vin နဲ့သုံးပါနော် vin ပြီးရင်ကျွန်တော် vin file နဲ့ပေါ့နော်โอเคဆိုတော့ကျွန်တော်တို့ဒီမှာပြဿနာတစ်ခုရှိသေးတယ်ဘာလဲဆိုတော့ကျွန်တော် vin ကမရှိဘူးကျွန်တော် install ဆွဲပြီးသားဒါပေမဲ့အခုမှစသေးလာနေတဲ့သူရယ်မရှိမှာမဟုတ်ဆိုတော့ရှိမရှိသိကြတယ်ဆိုရင်ကျွန်တော် vin that dash br sign ပေါ့ version ဆိုကျွန်တော်စစ်ကြည့်ပါနော်အာ sorry ဒီမှာ vin that version ဆိုစင်ဒီလိုမျိုးကျွန်တော်အများကြီးပေါ့နော်နည်းနည်းဖတ်နည်းနည်းခတ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်စစ်ချင်တယ်ဆိုရင်ကျွန်တော်ဒီမှာတစ်ခုကတော့ကျွန်တော် vin dash v လို့ပဲဆက်လိုက်မယ်နော် okay dash v ကနည်းနည်းလေးပို့ပြီးကောင်းတယ်ဒီမှာ file file နဲ့ရောက်သွားပြီးတော့ဒီမှာကျွန်တော်တို့အာ9.1ဆိုရဲ version နော်အဒီ version ပေါ့နော်ဒါကိုသူပြရပေါ့နော် okay အဲ့ဆိုကျွန်တော်တို့ကဖူကော်လန်တန်းကြီးလေးရအောင်နော်ဒီမှာပြန်ကျွန်တော်ထွက်ချင်တယ်ဆိုရင်ဖူကော်လန် q ကိုနှိပ်လိုက်ကျွန်တော်တို့ဒါဆိုရင်ထွက်လို့ရပါတယ်နော် okay ဆိုတော့ဒါဆိုကျွန်တော်ရှိရပေါ့နော်မရှိတဲ့လူရပါတော့မှာလဲဆိုတော့ကျွန်တော်အရှိမသိမိခဲ့တယ်လို့ပဲ sudo apt install အဲ့ဘာလဲဆိုတော့အာဖင်ပေါ့နော်ဒီလို install ဆိုနော်အဲ့ဆိုတော့ကိုကျွန်တော်ကတော့ဒီမှာ ubuntu ကိုသုံးပြနေရဖြစ်တဲ့အတွက် sudo ပေါ့နော်ဆိုတော့ကိုရဲ့သက်ဆိုင်ရာသက်ဆိုင်ရာအာ linux operating system လေးမတ်ဖို့ဆိုလဲ brew ပေါ့နော်ဆိုတော့ကျွန်တော် android ဆိုလဲ pkg ပေါ့ကိုရဲ့ package manager ကိုအသုံးချပြီးတော့ဒါ install ဆွဲရမှာဖြစ်ပါတယ် okay အဲ့ install ဆွဲရတဲ့အခါမှာနေပြဿနာရှိနိုင်ရောတခါလေကျရင် install ဆွဲရကြာလာရောဖြစ်နိုင်တယ်ဆိုတော့ terminal ကိုပိတ်ပြန်ဖွင့်ပြန်လုပ် terminal ဖွင့်ပြန်ဖွင့်ပြန်လုပ်ပေါ့နော်ကြာတော့ပါလိမ့်မယ် ော့မြန်ပါတယ် install ဆွဲတာတကယ်ရရင်မြန်တယ်ဟိုနည်းနည်းအင်တာနက်ကမကောင်းတာယူပါဘူးเนาะဆိုတော့အကြောင်းမျိုးမျိုးကြောင့်ဆိုရင်တော့ကျွန်တော်နည်းနည်းတော့ကြာနေတတ်ပါတယ်เนาะ okay ဆိုတော့ဒါကတော့ကျွန်တော်တို့ဒါ install ဆွဲရတဲ့နေရာကြီးပေါ့เนาะဆိုတော့ဒါ install ဘယ်လိုဆွဲမလဲပေါ့เนาะဆိုတော့ okay ကျွန်တော်ဒီမှာအာကျွန်တော် sudo apt update လုပ်ပြီးရင်မလုပ်လည်းရပါမှာဖြစ်ဘူးเนาะ sudo apt install fin ပေါ့เนาะ sudo တွေကနေကျွန်တော် install လုပ်မယ်ကျော်တခြားကျွန်တော်တို့အာ operating system တွေတုံးမယ်ဆိုရင်လည်းကျွန်တော်တို့အာတုံးရပါနော် okay ဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့ကဒီမှာ fin ကို install လုပ်မှာပေါ့နော် dnf install okay နော်ဆိုတော့ဒါတော့သူက gui နဲ့ဒီရာ node node editor ပါပဲကျွန်တော်တို့ဟိုကျွန်တော်ကွန်ပျူတာမှာရှိရဲကျွန်တော် notepad ဟို notepad plus တို့ notepad တို့လိုမျိုးပဲသူကလည်းဒါ editor ပဲပေါ့နော်ဆိုတော့ဒါတော့ဒါရဲ့ကြော်ကုန်းလည်းမဆိုင်ဘူးနော်ကျွန်တော်အတိကခုနကဒီ command ထဲမှာလုပ်တဲ့ဒီ editor ကိုလိုချင်တာနော် okay ဆိုတော့ကျွန်တော်တို့ဒီမှာလည်းပဲသွားပြီးတော့နောက်တစ်ခေါက်ထပ်ပြီးတော့ အာခုနကလိုဒီခါကျကျွန်တော် fin အသုံးပါဘောနော် fin အာ fin fin file 1ပေါ့နော် fin file 1 .attach ပေါ့နော် okay ဆိုတော့ကျွန်တော် insert တော့ကျွန်တော်တို့တခုရေးချင်တယ်ဆိုရင်တော့ ion နှိပ်လိုက်ဒါဆိုအောက်မှာ insert ဆိုပြီးတော့ဒီအောက်မှာပြလိမ့်မယ်ဆိုတော့အဲ့ချင်ညာကိုရေးချင်တာရေးအာ this is the content အာ wit right hand prime အာ fin ပေါ့နော် okay ဆိုတော့ကျွန်တော်တို့ပြန်ထမယ် sk ကိုနှိပ်မယ်ပြီးရင်ကျွန်တော် full column WQ နဲ့ကျွန်တော်တို့ထောက်ပါနော် Okay WQ ကကျတော့ကျွန်တော် right လောက်လိုက်တယ်ဒါပြီးရင်ကျွန်တော် quit လောက်တယ်ပေါ့နော် Okay ဆိုတော့ကျွန်တော်နောက်တစ်ခါပြန်ဝင်မယ်ဒီခါကျတော့ကျွန်တော်ဘာမှမရေးဘဲနဲ့ကျွန်တော်က full column Q not နဲ့ကျွန်တော်ထောက်ဆိုတော့ဘာမှမရေးထားဆို Q not နဲ့ထွက်လို့ရတယ်ရေးထားဆိုရင်တော့ WQ နဲ့ထွက်ပါနော်ဆိုတော့ okay ရေးထားပြီးတော့ Q not နဲ့ထွက်ရင်တော့နည်းနည်းလေးအာအလုံးနည်းနည်းရှုပ်တယ်ဟုတ် အထက်ပြန်ရောက်ရောက်သွားတာပေါ့ဖြစ်တယ်တော့ပေါ့နော်အဲ့တော့ကိုယ့်အခြေအနေကိုယ့်ရဲ့အခြေအနေလေးပုံမှန်ပူတည်ပြီးတော့ကျွန်တော်တို့ဒါကတုံးပြီးဖို့လိုအပ်ပါတယ်နော်โอเคဆိုတော့ကျွန်တော်ဒီမှာဟိုတခု recommend ပေးနေတာကတော့ကျွန်တော်အာဒီမှာကျွန်တော်နှုတ်တရားမှတ်ထားပါဘောနော်ဆိုတော့ဒါမှကျွန်တော်မသုံးပါဘူးသိနှုတ်တရားကျွန်တော်ပြန်ပြန်မှတ်ထားလုံးမရှိတာအထက်ရှိရပူကောင်းတယ်ဘောနော်ဆိုတော့ဒါပေမဲ့ခေါင်းထဲမှာမှတ်မထားပါဘူးကျွန်တော်ခေါင်းထဲမှာကျွန်တော်ဘာပဲမှတ်ထားလဲဆိုတော့ကျွန်တော်ဒီ exist safe and exist လို့တဲ့ wq ရဲ့ မစိဘူးเนาะကျွန်တော်ရေးတယ်မစိဘူးနောက်တစ်ခုကကျွန်တော် edit ချင်တယ်ဆိုရင် i ကိုမှတ်တယ်ဆိုတော့ edit မလုပ်ချင်ဘူးဆိုရင်ကျွန်တော် ascii နှိပ်လိုက်တယ်ဒါပြန်ထွက်တယ်ပေါ့เนาะဆိုတော့ဒါပါပဲအဲ့တော့နောက်ဆုံးကိုစာကြောင်းရဲ့နောက်ဆုံးကိုသွားကြည့်နေဆိုရင်တော့ကျွန်တော်ဒေါ်လာဆိုင်းကိုတုံးတယ်ဆိုတော့ကျွန်တော်ဒီမှာတစ်ချက်လေးရောအဲ့ဒီဟာလေးကိုကျွန်တော်ချက်ပြလိုက်ပါမယ်နော်ဆိုတော့ဥပမာပြန်လုပ်ဝင်လိုက်နော်ဆိုတော့ဥပမာကျွန်တော်ရဲ့ဒီကာစာဒီမှာပေါ့နော်ဆိုတော့ပြီးတော့ကျွန်တော်โอเคဆိုတော့ full cordon အာ q not ကိုကျွန်တော်ထားလိုက်နော်โอเคမထောက်ပါဘူး okay ထွက်သွားပြီဆိုရင်ကျွန်တော်ဘာလုပ်မလဲဆိုတော့ကျွန်တော်ကနောက်တစ်ခါပြောင်းမယ်เนาะ okay ဆိုတော့ရှေ့သုံးမှရှိနေပါတော့ဆိုတော့ရှေ့သုံးရင်ကျွန်တော်နောက်ဆုံးရောက်ကျင်ကျွန်တော်ဒေါ်လာဆိုင်တွေနေလိုက်နောက်ဆုံးရောက်သွားဆိုတော့ဟုတ်ပြီဆိုတော့ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ပြန်ပြီးထွက်ပါမယ်เนาะဆိုတော့ကျွန်တော်တို့ ASCII နေလိုက် full column WQ ပေါ့เนาะပြန်ပြီးထွက်ဆိုတော့ကျွန်တော်ကဒီမှာဘာမှမရေးခဲ့ပါဘူးဒါပေမဲ့ WQ နဲ့ပဲထွက်လိုက်တယ်နော်ဆိုတော့ okay အဲ့ဒါဒီမှာကျွန်တော် shortcut တွေအများကြီးမှတ်ရအောင်လို့ဒီနည်းနည်းလေးပဲမှတ်အောင်ပါနော် okay ဆိုတော့ကျွန်တော်လည်းဒီကအကုန်လုံးလိုက်မသုံးဘူးဘာလို့ဆိုတော့ကျွန်တော်ခေါင်းထဲမှာလည်းမှတ်ရ shortcut တွေအများကြီးနေပြီဆိုတော့ကျွန်တော်တို့ အကုန်လိုက်မသုံးဘူးเนาะ okay so so ဒါဆိုရင်ကျွန်တော်တို့ဒီဒီ editor လေးကိုသုံးတက်မယ်ထင်ပါတယ်ဆိုတော့သုံးတက်ဖို့တော့လိုပါတယ်ဒီလားဘာဖြစ်ဆိုတော့ဒီကောင်လေးကတခြား editor တွေထပ်ပို့ပြီးအဆင်ပြေတာမှုလို့ပေါ့เนาะ okay ဆိုတော့နောက်တစ်ခါကျတော့ကျွန်တော်ဒီမှာ line number တွေတတ်မှတ်တာတွေ line number ပြန်ဖြုတ်တာတွေကျွန်တော်ပြောပြပါဘူးเนาะဆိုတော့သူကဘယ်မှာရေးရတယ်ဆိုတော့ကျွန်တော်တို့ဒီဘာခုနက file ပြောင်းလာမှာပေါ့เนาะဝင်လိုက်ပဲပြီးကျွန်တော် line number ရေးခြင်းလဲဆိုကျွန်တော် full column ရေးလိုက်ပြီးရင်ကျွန်တော်တို့ set အာ set number ပေါ့เนาะ တ်တန်နေလို့ရတယ်။အဲဒါဆိုကျွန်တော်ဒီမှာ line number ပေါ်လာပြီကောနော်။ဆိုတော့ okay ထားပါကျွန်တော်အောက်မှာအာကျွန်တော် iron နှိပ်ပြီးတော့တော့ကြည့်မှာပေါ့နော်။ဥမာအာ code word ပေါ့နော်။နော်။အဲတော့ကျွန်တော်ဒီမှာ level cursor လေးကိုကျွန်တော်ဒီကိုရှေ့ပြီးတော့အဲဒီမှာ source store ကိုကျွန်တော်ထည့်လိုက်ပေါ့နော်။ okay ဒါကတော့ကျွန်တော် line number ကိုကြည့်ကျင်တယ်ဆိုရင်ကျွန်တော်ရေးလို့ရတယ် ASCII နှိပ်မယ်။မဟုတ်ဘူးကျွန်တော်မကြည့်ကျင်ဘူးနော်။ဆိုတော့မကြည့်ကျင်ဘူးဆိုရင် set no and you ဆိုပြီးတော့ရှင်းလိုက်ဦး။နော်ဒါဆိုကျွန်တော်ခုန line number တွေပြန်ပြီးတော့ ောက်သွားပါလိမ့်မယ်နော်လိုတော့မလိုရပါဘူးဒါပေမဲ့လိုရမယ်ရပြောပြလိုက်တာဖြစ်ပါတယ်နော်โอเคတော့ကျွန်တော်ဒီနေ့သင်ခန်းစာကတော့ကျွန်တော်ဒီ touch editor အကြောင်းပြောပြဖြစ်ပါတယ်ဆိုတော့ဒီ vein ကိုသိရင် v ရ automatic သိရဲ့ဒါပေမဲ့အာကျွန်တော်ပုံမှန်အလုပ်လေးတွေလုပ်တာတော့ဆိုရင်တော့ကျွန်တော်တို့ဘာနဲ့သွားမလဲဆိုရင်အာကျွန်တော်တို့တွေပြန်ရသွားမယ်နော်အဲ့တော့အဲ့လိုမဟုတ်ဘူးကျွန်တော်တို့ server ပိုင်းပေါ်မှာကျွန်တော်တို့ဒီ web server တွေကျွန်တော်တို့ virtual private server တွေပြီးရင်ကျွန်တော်တို့ အာ hosting တွေပါကျွန်တော်တို့ဒီကိုယ့်ရဲ့ project တွေ deploy လုပ်ထားရပါညာပေါ့နော်ဆိုတော့အဲ့လိုအခြေအနေမျိုးတွေမှာဆိုရင်တော့ကျွန်တော်တို့ view သုံးပေါ့နော် view ပိုကောင်းတယ်ဘာလို့ဆိုတော့အာ vin အကြောက် install ဟာရှိဒီမှာရှိတာ install လိုက်လို့နေလည်းမကောင်းဘူးပေါ့နော်ဆိုတော့အလုပ်တွေရှုပ်တယ်နော် okay ဟုတ်ပြီဆိုတော့ကျွန်တော်ဒီကနေထပ်မယ် full column sorry ascii name ပဲ full column wq ပေါ့နော်ဆိုတော့ under call ချလိုက်ပါ okay နော်ပြန်ဖတ်လိုက် okay ဆိုတော့ကျွန်တော် vin နဲ့ vin အကြောင်းသိသွားပြီဒီမှာနော် โอเคဆိုတော့ကျွန်တော်တခုအနေနဲ့ကျွန်တော်ဒီမှာ general command list အကြောင်းပြပြအောင်တကယ် general command list ကအများကြီးရှိတယ်ကျွန်တော်ကဒီမှာကျွန်တော်သင်ပေးခဲ့တာလေးကိုပဲကျွန်တော်ပြန်ပြီးတော့ပြောပြဖြစ်ပါတယ်နော်ဆိုတော့ general command ဆိုတာဘာလဲဆိုတော့ခုနကလိုကျွန်တော်အရှိမသင်ပေးခဲ့တဲ့ command တွေလိုမျိုးဟို option တွေအများကြီးမရှိဘူးဟိုဒီအနောက်မှာ option တွေအများကြီးထည့်ရေးစရာမလိုဘူးအာနည်းနည်းပဲပေါ့နော်ဆိုတော့ရေးလိုက်တယ်အဲဒါနဲ့ပတ်သက်တဲ့ data ကြာလာဒီလောက်ပဲပေါ့နော်ဆိုတော့ခက်ခက်စစ်မဟုတ်ဘူးဆိုတော့အဲ့လိုကိစ္စကြီးဆိုကျွန်တော်ကဘာလို့သုံးတယ်လဲဆိုတော့ကျွန်တော်တို့အာ date ကိုသုံးတယ်ပေါ့နော် အာကျွန်တော် date တို့နော် sorry general command တွေကိုသုံးလို့နော်ဆိုတော့အဲ့မှာကျွန်တော်အာဒီ6ခုကကျွန်တော်သင်ပေးခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ mention ပြန်ပြီးတော့လုပ်ပေးထားပါနော်ဆိုတော့ date ကတော့ကျွန်တော်တို့ဟာအခုလက်ရှိရောက်နေတဲ့အချင်းကိုပြောရတယ် man ကကြတော့တစ်ခုခုအကြောင်းပေါ့နော်ဆိုတော့ကိုသုံးတဲ့ command တွေအကြောင်းကျွန်တော်ဖတ်ချင်တယ်ဆိုရင် man ကိုသုံးတယ်ဆိုတော့ history ကကြတော့ရေးခဲ့တဲ့များအကုန်လုံးပြန်ကြည့်ရင် history သုံးတယ် pwd ကကြတော့အခုလက်ရှိရောက်နေအောင်ကြည့်ရင် pwd သုံးတယ်အာ okay so not ဒီမှာ line number လေးအကြောင်းပြောပြမှာပေါ့နော် so okay ကျွန်တော်နောက်တစ်ခုထပ်ထည့်လိုက်ပါဦးမဟုတ်ပါဘူး control d နဲ့ sorry အာကျွန်တော်နောက်ထပ်တစ်ခုကကြဘာလေးအကြောင်းပြောပြအောင်လဲဆိုတော့ကျွန်တော် not not ပေါ့နော် so ဒါလေးအကြောင်းပြောပြအောင်နော် okay so အဲ့ဒီစမ်းကြည့်အောင်ပါနော် so အဲ့ဒီစမ်းကြည့်အောင်ဆိုတော့ကျွန်တော်နောက်ဆုံးဒီ line number ရဲ့ what is ရဲ့ပြီးရင်ကျွန်တော်ဒီဒီ not နော် double not လေးအကြောင်းကိုကျွန်တော်ပြောပြပါနော် okay so line number ကိုကျွန်တော်သုံးကျင်နေဆိုရင်တော့ကျွန်တော်ဘာလုပ်ရအောင်လဲဆိုတော့ တို့ history ကိုအရင်ရေးမှာရမယ်နော် HISTOR history ပေါ့နော် history ရေးတဲ့အခါမှာကျွန်တော်တို့ကဒီမှာဘေးနောက်မှာကိုရေးခဲ့တဲ့ဒီ command history ရှိတယ်နော်ဆိုတော့အကယ်၍တစ်ခါတလေကြရင်ကွာ history ကပြင်းတယ်ကွာကျွန်တော်ပြန်မရေးချင်ဥမာထားပါလား line number 523ဒီကုတ်စေတာတော့ရှိတယ်နော်ပြန်မရေးချင်ဦးပြန်မရေးချင်ဆိုကျွန်တော်ဒီမှာ not line number က522မှာ3ပြန်ရေးလိုက်အောင်ဒါပဲပြီးပြီနော်ဆိုတော့ဒီမှာတော့ကျွန်တော်ရေးတဲ့ comment နဲ့ကျွန်တော်အခုလက်ရှိရှိနေတဲ့အခြေအနေနဲ့မကိုက်ညီတာဖြစ်တဲ့အတွက် အာဒါ error ပြတာပေါ့နော်ဆိုတော့ထားပါတော့နော်ဆိုတော့သူမပြတင်တာပြတာပေါ့နော်โอเคနော်အဲ့တော့ command ကိုပြန်မရေးချင်ဘူးနော်ရှိပြီးသားဟာဒီ machine ပြန်ခေါ်ချင်တယ်ဆိုရင်တော့ knock ပြီးတော့ line number နဲ့ကျွန်တော်ပြန်ပြီးတော့တရား line number နဲ့ပြန်ပြီးတော့ရှိလို့ရနော်โอเคဆက်ပြနောက်တစ်ခုဆက်နောက်တစ်ခုကျဥပမာထားပါတော့ကျွန်တော်အာဥပမာ cut ပေါ့နော် bin file 1ပေါ့နော် bin file 1. touch ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒါ ပြန်ရေးရပါတော့ vim file 1.h ကိုကျွန်တော်ထုတ်ကြည့်တယ်နော် okay ဆိုတော့အာ vim file 1.h oh sorry ကျွန်တော်ဆုံးမဖတ်တော့ဘူးနော် vim file vim file 1.h ကိုကျွန်တော်ထုတ်ကြည့်ရမှာနော် okay ဒါကျွန်တော်ဒီမှာ data တွေတွေ့နော် okay ဆိုတော့ဥပမာထားပါကျွန်တော် history လို့ရေးလိုက်မယ် hsn sql အောင် history လို့ရေးလိုက်မယ်ပြီးကျွန်တော် not not လို့ရေးလိုက်နော်ဆိုတော့ဒါဆိုရင်ကျွန်တော်ကအာနောက်တစ်ခါ history ပဲထပ်ပြီးရေးဥပမာထားပါတော့ကျွန်တော် cat အာခတ်ဆိုတော့ကျွန်တော်တို့ v folder မှာဆိုတော့ fin fine 2.txt ဆိုပြီးကျွန်တော်ရေးလိုက်မှာပေါ့နော်ဆိုโอเคကျွန်တော်တို့ရေးလိုက်မှာပေါ့နော်ဆိုโอเคပြီးရင်ကျွန်တော်အထည်လေးကိုကျွန်တော်ဘာသွားတော့မလဲဆိုတော့ကျွန်တော် data သွားထည့်မယ်အာ this is the new content of fin fine 2ပေါ့နော်โอเคဆိုတော့ကျွန်တော် under ခေါက်ချလိုက်မယ် control နေရာကျွန်တော်ထွက်လိုက်မှာပေါ့နော်ဆိုတော့ထွက်ပြီးရင်ကျွန်တော်ဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ အာ cut နဲ့ကျွန်တော်ထုတ်ကြည့်ပါဦးနော် cut အာ fin sorry cut fin fine tool ကိုကျွန်တော်ထုတ်ကြည့်ပါမယ် okay ဆိုတော့ကျွန်တော်ပြန်မရေးချင်ဘူးကျွန်တော် not not လို့ကျွန်တော်ရေးပြီးတော့ unlock ခောက်ချလိုက်ရောပဲဒါဆိုကျွန်တော်ဘာဖြစ်လဲဆိုတော့အာအပေါ်ကကုတ်ပဲပြန်ကြလာပါဘောနော်ဆို okay ကျွန်တော် not not ပဲပြီး unlock ခောက်ချလိုက်ဆိုအပေါ်ကဟာပဲပြန်ကြလာနော်အဲအပေါ်ကခုနလေးကမှရေးခဲ့တဲ့ comment တွေကိုကျွန်တော်ပြန်ပြီးလိုချင်တယ်နော်ဆိုတော့ပြန်လုတ်ချင်တယ်ဆိုရင်ကျွန်တော်က not not ကိုကျွန်တော်သုံးလို့ရနော်ဒီ not နှစ်ခါရေးပြီးတော့သုံးလို့ရတယ် ဆိုတော့နောက်တစ်ခါကျ what if what if မဟုတ် sorry what is နော် what if ကကျွန်တော်ဆီပါရုပ်ရှင် series အာဒီဟာကျ what is what is ကကျကျွန်တော်ဒီ command တွေရဲ့ဒီအော် man man ထဲမှာရှိတဲ့ကျွန်တော်ထိတ်ဆုံးမှာရေးထားတဲ့စာကြောင်းလေးတွေကိုပြောပြန်ပြရအောင်နော်ပြန်ထောက်ရအောင်ကျွန်တော်ဒီမှာ clear လုပ်လိုက်ပါမယ်ဥပမာဥပမာကျွန်တော် ls command ပေါ့နော် ls command ဆိုရင်ကျွန်တော်က man ls လို့ကျွန်တော်ပြရအောင်နော် man ls ပေါ့အဲ့ဆိုရင် alas အဲ့ alas မှာထိပ်ဆုံးမှာကျွန်တော်ဒီမှာ list directory content ဆိုပြီးပြပေးရပါတော့။ Okay ဆိုတော့ကျွန်တော်ဒီကနေပြီးတော့ quit ထွက်မယ်ဆိုတော့ကျူနှိပ်လိုက်ပါအောင်။ Okay ဆိုတော့ကျွန်တော်အပေါ်ဆုံးကဒီ command ကဘာကြောင့်သုံးတာလဲဆိုတော့ပဲသိကျင်တာဆိုရင်ကျွန်တော်ကဘာလို့ယူမလဲဆိုတော့ what is alas လို့ရေးလိုက်အောင်။ဒါဆိုရင်ကျွန်တော်တို့ဒီမှာ list directory content နော်။ဆိုတော့မှာ what is mk dir ပေါ့။နော်ဒါဆိုရင်ကျွန်တော်တို့ sorry what is နော် what is ကို what's ဖြစ်သွားနော်။ what is mkdir okay ဒါဆိုကျွန်တော်တို့ဒီမှာ mkdir မှာဆိုလုံဆောင်ချက်နှမျိုးရှိရဲ့ directory ဆောက်တာရဲ့ကျွန်တော်တို့အာ directory ကြီးအများကြီးဆောက်တာရဲ့ directory ဆောက်တာရဲ့ပေါ့နော် so okay ဆိုတော့ကျွန်တော်တို့နောက်တစ်ခါအာ what is what is your bash name ဆိုတော့ကျွန်တော်တို့အာ cd ပေါ့နော် cd အကြောင်းကြည့်မယ်နော်ဆိုတော့ cd ဆိုရင်အာ what is cd ဆိုတော့တချို့ဟာတွေအကြောင်းကျွန်တော်ဘာဖြစ်လဲဆိုတော့မရှိဘူးဆိုတာပြောပြတယ်နော်မရှိဘူး ်မရှိဘူးပေါ့နော်ဆိုတော့ okay ဒါပါကျွန်တော်နောက်တစ်ခုထပ်ပြအောင်နော် what is rmdir ပေါ့ okay ဒါဆိုရင်ကျွန်တော်တို့ rmdir ကနော် okay ကျွန်တော်ဆုံးမမှပြပြနော် what is rmdir နော် okay မဆိုရင် rmdir ဘယ်လိုသုံးလဲဆိုတော့သူဒီမှာပြောပြနော်ဆိုတော့ okay အဲ့တော့ဒါရ general command ဖြစ်ပါတယ် general command ဆိုတော့အရင်ဘာမှထူးထူးခြားခြားကြီးမရှိဘဲနဲ့ဒီတိုင်းသူ့ဤပဲ single ဟိုပါပေါ့နော်ဆိုတော့သူ့ဤပဲတည်တံ့တည်ရှိနေတဲ့အရာမျိုးကျွန်တော်ကျွန်တော်ကတော့ general comments လို့သတ်မှတ်ထားတယ်ပေါ့နော်ဆိုတော့ general comments ကြီးလည်းတော့အများကြီးရှိတယ်ဆိုတော့ဒါတွေကကျွန်တော်တို့အခုကတော့ set star ကြီးဆက်ပြီးတော့လုပ်ကြည့်ပေးပေါ့နော် okay အဲ့တော့ d cost ပြီးတဲ့အခါမှာကျွန်တော် link niche နဲ့ပတ်သက်ပြီးတော့ကျွန်တော်တော်တော်လေးအခြေခံကောင်းကောင်းရောက်သွားမယ်ထင်ပါတယ်ဆိုတော့ d cost အော်ကိုဒီကျွန်တော်ဒီ lesson 40ထိပြီးသွားပြီဆိုရင်ကျွန်တော် revise ဆက်လုပ်လို့ရတယ်ဆိုတော့ကျွန်တော်တို့ဒီ linkage administration ကိုဆက်ပြီးလေ့လာလို့ရတယ်ဆိုတော့ကျွန်တော် networking နဲ့ဆက်လေ့လာလို့ရတယ်ပေါ့နော် ဆိုတော့ပြီးရင်ကျွန်တော်တို့ဟိုဒီ cost တွေလုတ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ divorce ဘိုင်းတွေလိုက်လို့ရတယ်ဆိုတော့ coding ဘိုင်းလိုက်မယ်ဆိုရင်လည်း coding ဘိုင်းဘက်မှာကျွန်တော်တို့ဆိုတော့ဒီ lineage တွေလာထားတာရအများကြီးအထောက်အကူပြုပါတယ်เนาะဆိုတော့ကျွန်တော် project တွေစောက်တယ်ဒီစောက်တဲ့အခါမှာအာကျွန်တော်တို့သူများထပ်ပို့ပြီးတော့မြင်မြန်ဆန်ဆန် project တွေစောက်တာကြီးမြန်သိမယ်အာ file management တွေကျွန်တော်တို့အာဒီ system management တွေမှာပို့ပြီးတော့ကောင်းလာပါလိမ့်မယ်เนาะโอเคအဲ့ lineage ကအခုခေတ်မှာအကုန်လုံးရဲ့ဒီ base ဖြစ်နေတာဖြစ်တဲ့အတွက်အာဒီအထိလေ့လာပြီးပြီဆိုရင်တော့ဒီ lineage ကိုအသုံးချပြီးတော့ ဆိုတော့တနေ့အရာကိုဆက်ပြီးတော့သွားနိုင်ဖို့ပြောလင်းပါနော်ဆိုတော့ခဲအဲ့တော့ကျွန်တော်တို့ lineage course ရဲ့အာကျွန်တော်တို့အာ course ကရော session ကပြီးပါပြီပေါ့နော်ဆိုတော့ဒီနေ့ကကျွန်တော်နောက်ဆုံး session ဖြစ်ပါတယ်နော် okay ဆိုတော့ကျွန်တော်တို့နောက်ထပ်ကျွန်တော်တို့သင်ခန်းစာမှာကျွန်တော်နောက်ထပ် session တစ်ခုအကြောင်းကိုသွားပါမယ်နော် okay အဲ့ဒီနေ့ကတော့လောက်ပါပဲ